အကြောင်းရင်းတစ်ခုကြောင့်အရေးပေါ်ဆင်းရုံတင်လိုက်ရတဲ့စိုးမျက်နှာနောက်အခုအချိန်အရေးပေါ်ဆင်းရုံတင်လိုက်ရပြီးတော့ခွဲစိတ်ကုသမှုခံယူနေရတာနိုင်ငံကြောင်ရုပ်ရှင်မင်းသမီးစိုးမျက်နှာနာပဲဖြစ်ပါတယ်အခုဆိုရင်စိုးမျက်နှာနာတရားဆင်းရုံတက်ရတဲ့ပုံမှာခွဲစိတ်ကုသမှုခံယူနေရတဲ့ပုံရိပ်တွေကိုခေမောနဲ့စိုးသူကချပြလာတာပါအစောပိုင်းမှာတော့စိုးမျက်နှာနာဟာရုပ်ရှင်မင်းသားဆီယဝင်းစိုးသူနဲ့လက်ထက်ကအမေရိကန်နိုင်ငံမှာနေထိုင်နေရဖြစ်ပါတယ်ပြီးခဲ့တဲ့အတာကြံပွဲတော်မှာတော့စိုးမျက်နှာနာဟာ မြန်မာနိုင်ငံကိုပြန်လာပါခင်မွန်းတဲ့နဲ့တူမေတ္တာရှင်ဝတ်ခဲ့တာဖြစ်ပါတယ်။ခုရပိုင်းမှာတော့ဆွမျက်နနာဟာဘာကြောင့်မှမသိပေမဲ့အရင်ကဆင်းုံတင်လိုက်ရတာပဲဖြစ်ပါတယ်။ဆွမျက်နနာအနေနဲ့ဘယ်လိုယောဂဝေဒနာမျိုးကိုခံစားနေရမလဲဆိုတာကတော့ဘယ်သူမှတိကျကြမပြောကြပါဘူး။ဒါပေမဲ့လည်းဆွမျက်နနာတရားယောဂကြီးကြီးမားမားမဖြစ်ဘဲနဲ့ချက်ချင်းလည်းငင်းနေပြန်ကောင်းကျန်းမာလာဖို့ဆူတောင်းပေးနေတာပဲဖြစ်ပါတယ်။ဒုတိယတော့ပရိသတ်တွေနဲ့ဆွမျက်နနာကိုနေပြန်ကောင်းလာအောင်မြင်မြင်နေတာပါ။ဆွမျက်နနာဆောက်မဲ့မှာတော့ပထမအခင်မောဆိုရော်ဖြိုးင်းနဲ့ညာငယ်ကောင် တော်ရင်တော့ဒါလေးမျက်တော့မောင်ကိုမွေးဖွားခဲ့ရပါအခုချိန်မှာတော့ဖြိုးရင်းနဲ့ကွာရှင်းကခင်မွန်းဖြစ်သူစိုးသူနဲ့လက်ထပ်ထားတာပဲဖြစ်ပါတယ်